ားလုံးမင်္ဂလာပါဒီနေ့မှာတော့ဖုန်းနဲ့အတူပေါ့နော်အေဂျင့်နဲ့တောတဘာဝအလတရားကိုခန်းစားနိုင်စီဖို့အတွက်နေရာလေးတစ်ခုကိုခေါ်သားချင်တာပဲဖြစ်ပါတယ်ခေါ်သားမယ့်နေရာလေးကတော့အေရီတိုင်းလေးကခွာလီကျုံလို့ခေါ်တဲ့နေရာလေးတရားဖြစ်ပြီးတော့အဓိကအားဖြင့်စိုက်ပျိုးရေးကိုလုပ်ကိုင်တဲ့နေရာလေးတရားဖြစ်ပါတယ်ကိုရသည်ဖြစ်တဲ့အတွက်ကြောင့်ပဝန်းကျစ်တစ်ခုလုံးကဆိုရင်စိမ့်ဆိုပြီးတော့အင်ဂျင်နဲ့တဘာဝအလားတရားကဆိုရင်ဘုမအတွက်တော့တော်လေးကိုမှအာ relax ဖြစ်စေကြရပါတော့ ဒီလိုမျိုးရသည်ပြန်လာဆိုရင်မဖြစ်မနေလုံးသိနာကတော့လေးစီချင်းပါပဲအရန်အရန်မိုက်ပါတယ်အတမကြီးအင်းငါပိတ်ချိုးသဖြင့်ဒီလိုနေရာတွေမှာပဲရရှိနိုင်တဲ့အထူးအခွင့်အရေးကတော့တဘာဝ organic အစားအစာတွေပါပဲ။အခုကတော့ဘုလို့ဦးလီတို့ကိုယ်တိုင်စိုက်ထားတဲ့ကြံကိုအ aya ပါရစားခဲ့ပါတယ်။ဒါတောင်မကသေးဘူးဘုလို့အဦးလီတို့မိသားစုကနေပြီးတော့မှကျွေးတဲ့ထမင်းကိုလည်းအ aya ပါရစားခဲ့ပါသေးတယ်။ with your name as the title ဒါကတော့ဘောနော်ကြံတချောင်းတော့မချိုးနိုင်လို့အခုထိအဆေဖြစ်နေတယ်ဖွင့်ရမွေးစားအကူဖြစ်ပါတယ်တခါတလေမှာအလုပ်တွေကိုမိထားပြီးတော့တဘာဝအလားတရားမျိုးကိုခံစားကြည့်ပါဒီလိုလုံးလုံးမလွယ်တဲ့သူတွေကတော့ဖွင့်ရပြီးတော့လေးကိုကြည့်ပြီးတော့အပျော်ရီကူးဆက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် တပြဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နော်ခုကတော့ကျဆိုင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အာနောက်ဗီဒီယိုလေးကြရင်ထပ်တွေ့ကြမယ်နော် bye bye